သမားများအားလုံးမင်္ဂလာပါခင်ဗျာ အခုကျွန်တော်ပြောပြပေးမယ့်ဈေးကဒီဈေးပါပဲခင်ဗျာ software printose ဆွာပြင် broad spectrum ပရိစီဝါစီပါဝင်ပစ္စည်းများတမီလီလီတာလင်ပါဝင်မှု sulfamethoxazole နေရာဂရမ် trimethoprim 40ဂရမ်ထူးခြားချက်များပရိစီဝါစီ software printose စုပေါင်းအကျိုးသက်ရောက်မှု ဆိုဖာမက်တောက်ဆာဇိုထရိုင်းသပရမ်ဒီကူတာထားသောတရိစံများဤခန္ဓာကိုယ်အတွင်ပွားများနေသောပိုးမွားများဤကြီးထွားမှုကို တားဆီးပေးကပြင်းထန်သောယောဂပိုးကူးဆက်မှုတိုက်ဖြတ်နိုင်စွာရရှိစေပါသည်ဆိုဖာမက်တောက်ဆာဇိုဒီပိုးမွားများပွားများရန်အရေးပါသောဖမ်မနိုဘင်ဇိုအစ်အက်ဆစ်အားအသုံးပြုခြင်းကို တားဆီးပေးသည်ဟိဒရိုဖောလစ်အက်ဆစ်ဖွဲ့စည်းမှုကိုထိခိုက်စေပြီးဘက်တီးရီးယားများ၏ကြီးထွားမှုကိုရပ်တန့်စေပါသည် ဘက်တီးရီးယားပိုးမွှားများ၏ရောဂါဖြစ်စေနိုင်စွမ်းကိုလျော့နည်းစေသော bacteria static သက်ရောက်မှုဖြစ်ပြီးခန္ဓာကိုယ်၏သဘာဝကိုခံအားစနစ်ကိုရောဂါပိုးကူးစက်မှုအခြေအနေမှသက်သာပြောက်ကင်းစေသည် Trimethoprim C သည်ခန္ဓာကိုယ်ရည်များအတွင်းရှိပြီးသား folic acid ကိုပြောင်းလဲခြင်းကိုတားဆီးပေးက sulfamethoxazole bacteria static တက်ရောက်မှုကိုထပ်မံတိုးမြှင့်ပေးသည်စုပေါင်းအကျိုးတက်ရောက်မှု ဤသဘောတရားသည်ဘက်တီးရီးယားများအခြေခံဖွဲ့စည်းမှုဖြစ်စဉ်ကိုနှစ်ဆင့်ပိတ်ဆို့ခြင်းဖြစ်စေပြီးများသောအားဖြင့်ဘက်တီးရီးယားများကိုသေစေနိုင်သောဘက်တီးရီးဆက်တော်အကျိုးသက်ရောက်မှုဖြစ်ပေါ်စေပါသည်ဆေးထိုးသွင်းကုသပြီးနောက်နှစ်နာရီအတွင်းသွေးထဲတွင်ဆေးပမာဏအမြင့်ဆုံးရောက်ရှိပြီး24နာရီခန့်အာနိသင်ထိန်းထားနိုင်သည်အသုံးပြုရန်အညွှန်းများ ဆယ်ဖာမက်သောက်ဆာဇိုနှင့်ထရိုင်မက်သိုပရမလိုအပေါ်ခံနိုင်ရှိသောယောဂါပိုးများဥပမာစတက်ဖီလိုကောက်ဆီစထရက်တကောက်ဆီအီကိုလီကလပ်ဆီယလာဟီမိုဖီလပ်စ်ဆာမနက်လာရှိုက်ဂျက်လာပရိုတီးယပ်စ်ဘော်ဒီတဲလာကြောင့်ဖြစ်သောအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါပိုးဝင်ခြင်းများနှင့်စီးလိန်လမ်းကြောင်းဆိုင်ရာယောဂါပိုးဝင်ခြင်းများအပါအဝင်ယောဂါပိုးဝင်သည့်ယောဂါများကုသရန်အတွက်အသုံးပြုနိုင်သည်ဆေးထိုးနည်းနှင့်ဆေးပမာဏ တနည်းလျင်တစ်ကြိမ်ကြွသားအတွင်ထိုးရမည်၃ရက်မှ၅ရက်အထိစက်တိုက်ထိုးပါတရိတ်ဆန်ကြီးများ ကိုလေးကြိမ်30ကီလိုဂရမ်လျင်ဆေးနှစ်မီလီလီတာအထိအသုံးပြုနိုင်သည် တရိတ်ဆန်ငယ်များကိုလေးကြိမ်20ကီလိုဂရမ်လျင်ဆေးနှစ်မီလီလီတာအထိအသုံးပြုနိုင်သည်ပြင်းထန်သောယောဂပိုးဝင်မှုဖြစ်ပါက အထက်ပါဖော်ပြသောဆေးပမာဏကိုနှစ်ဆတိုး၍ထိုးနိုင်ပြီး24နာရီကြာပါကနောက်တစ်ကြိမ်ထပ်ထိုးနိုင်သည် ဆေးရရင်အချိန်အသားစားရင်14ရက်နှုတ်အတွက်9ရက်ကြိုတင်ရက်ပါတိမ့်စင်းနေ6တွေ့အေးမြတော့နေရရင်တိမ့်စီပါ နေရောင်တိုက်ရိုက်မထိပါစေနဲ့ငွေမြူရေးသမားများအားလုံးအဆင်ပြေကြပါစေဗျာမ တနိုင်တပိုင်းဝက်မွေးမြူရေးငွေမြူရေးညီကိုများစိတ်နှစ်သက်ပါက like follow subscribe လေးလုပ်သွားပေးပါအောင်များကျေးဇူးတင်ပါတယ်ခင်ဗျာ